မြန်မာစစ်တပ်နဲ့ပြစ်ခတ်ရစေးရေးစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ဘိုင်းဒါလက်နဲ့ကင်ဖွဲ့တချို့ကတော့ချမ်ပက်စီအုပ်စုရဲ့စာချုပ်ပေါ်ကျင့်ဝတ်ဆောင်တိုင်းခြင်းမရှိပဲပြည်သူလူထုပေါ်ကိုအင်အားသုံးကပုံစံမျိုးမျိုးနဲ့ဖက်စီနေဆက်တပ်ဖြတ်ယုံတာမကပဲဒီကြောင့်တိုက်ခိုက်မှုတွေအပါအဝင်ပြည်သူလူထုကိုချမ်ပတ်တပ်ဖြတ်မှုတွေနေ့စဉ်ကျူးလွန်ခဲ့ပြီးတော့ NCA စနစ်ပြင်းနှစ်ပတ်လည်တော့လို့ဖို့စီစဉ်နေခဲ့သေးတာပါ အကြံပေးစတကပြခရစေစာချုပ်ကိုသူတို့ကိုယ်တိုင်ပဲချိုးပေါက်ခဲ့ပြီးတော့ဆီရဆုမှုတွေကိုပေါ်ပေါ်တင်တင်ကျွလွန်နေကြလို့ပြခရစေစာချုပ်မှာလက်မှတ်ရေးထိုးထားကြတယ်။တိုင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကစိတ်ပြက်ပြီးတော့ခုဆိုတခြားတော်လိုင်းလက်နက်ကိုင်တွေနဲ့ပူးပေါင်းပြီးဆီရနာရှင်စနစ်ချုပ်ငိမ့်တဲ့အထိတိုက်ပွဲဝင်သွားတော့မယ်ဆိုပြီးကြေညာထားတာပါ။ ဒါကြောင့်ပဲစေုပ်စုကမြမပြည်သူလူထုတွေပေါ်ဒီတက်မက ရုပ်မကောက်ချစ်လာဖို့ရှိနေတာပါ နောက်ပြီးလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ်စစ်တပ်ရဲ့သူ့ရောင်ရွေးကောက်ပွဲကိုအစီအရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများဆေလို့ဖို့သဘောတူထားတယ်ဆိုပြီးစေုပ်စုကသတင်းမှတွေ ထုတ်ပြန်ခဲ့ပြီမယ်မလေးရှားနိုင်ငံခြားရေးဝန်ကြီးကတော့စောင့်ကြည့်လေ့လာရေးအဖွဲ့တွေဆေလို့ဖို့မရှိဘူးဆိုပြီး ပြောလာတာပါကျမ်းပဲစစ်တပ်ရဲ့သူရောင်ရွက်ောက်ပွဲဟာနိုင်ငံကိုတည်ဝင်ထိန်ချုပ်ဖို့အတွက်သာဖြစ်ပြီးတော့ပြည်သူတွေရဲ့အခက်အခဲတွေကိုပြေရှင်းနိုင်မှာမဟုတ်ပဲဒုက္ခတွေပဲပိုများလာဖို့ရှိလာမှာပါဘက်ဖက်ကနေကြရှုံးနေတဲ့စစ်တပ်ကတော့သူ့အနာတီမြေကြီးကလွဲပြီးဘာမှကြည့်မှာမဟုတ်လို့ပြည်သူတွေအနေနဲ့အထူးသတိထားနေကြဖို့လိုအပ်နေတာပါဘယ်နေရာမှာမှအသာစီးရယူနိုင်ခြင်းမရှိတဲ့စစ်တပ်ကတော့ သူတို့ရဲ့စစ်သားလိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့နိုင်ငံတော်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးရှေ့တန်းကိုဆင်လွတ်နေအောင်မှာပါ။ဒါကြောင့်လူငယ်တွေအနေနဲ့သွားတတိလာတတိရှိကြဖို့တိုက်တွန်းချင်ပါတယ်။